ထိုင်းနိုင်ငံဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေမှာပြီးခဲ့တဲ့မတ်လ15ရက်နေ့မနက်နံနက်ချိန်ခတ်ကဆောက်လုပ်ဆက်မှုပြတထားပြိုကျမှုဖြစ်စဉ်အတွင်းမြန်မာရှီပြောင်းလူသမား၃ဦးအပါအဝင်၆ဦးသေဆုံးခဲ့ပြီး၂၉ဦးထက်မနက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဒီဖြစ်စဉ်အတွင်းမြန်မာလူသမား၃ဦးဖြစ်တဲ့ကိုနိုင်လင်းအောင် ကိုထိုင်ဝင်းရန်ကိုစင်ကိုအောင်တို့၃ဦးနဲ့ထိုင်အလုသမား၃ဦးသေဆုံးခဲ့ပြီး၂၉ဦးထက်မနက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းသတင်းမီဒီယာတွေမှာရေးသားဖော်ပြထားပါတယ်။ လက်ရှိမှာတော့ထိုင်းအစိုးရကသိဆောက်သူအလုံသမောက်တွေရဲ့ကြံရည်သူမိသားစုဝင်တွေကိုထိုက်ဖက်တဲ့နိုင်ငံကြီးတွေကိုပေးအပ်သွားမယ်လို့ထိုင်းအလုံသမောက်ဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့2018ခုနှစ်ကနေအခု2025ခုနှစ်အထိခုနှစ်နှစ်တာကာလအတွင်းအစူပါဆောက်လုပ်ဆက်မိုးပြတဒါစီမံကိန်းမှာမြန်မာရှိပြောက်လုံသမောက်တွေအပါအဝင်အလုံသမောက်132ဦးသေဆုံးခဲ့ပြီး1305ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းဆက်လုပ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါပါတယ်ခင်ဗျာ။